အားလုံးပဲမင်္ဂလာပါ။ညန်ခရစ်တိုကရရှိထားတဲ့နောက်ဆုံးရခရစ်တိုတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘူဂေးရီးယားအစိုးရကို တရားစွဲပြီးရော့ကျေးတောင်းတော့မဲ့ NFT ဆိုသတင်းပါဝင် ခရစ်တိုကွန်ကဝန်ထမ်းအင်အား20%ရှော့ချဖို့ရှိနေတဲ့ဆိုတဲ့သတင်း Legends အပါဝင် ပိုင်ဆိုင်မှုအချို့ကို FTX ထုတ်ရောက်တော့မယ်ဆိုတဲ့သတင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြမတော့စီစဉ်တည်ဆက်သူစူလီဖြစ်ပါရဲ့ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘူဂေးရီးယားအစိုးရကို တရားစွဲပြီးရော်ကြီးတောင်းတော့မယ်နက်ဆိုဆိုတဲ့သတင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခရစ်ပတိုလန်နာတစ်ခုဖြစ်တဲ့နက်ဆိုဟာ သူတို့ရဲ့ရုံးငန်းတွေကို ဝင်ရောက်စီးနှင်းခဲ့တဲ့ဘူဂေးရီးယားအစိုးရကို တရားစွဲဖို့စီစဉ်နေကြောင်းသိရပါတယ်ဘူဂေးရီးယားအစိုးရဟာ လပ်စိုးကိုစုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်အတွင်းရဲတပ်ဖွဲ့အင်အားတွေတုံးပြီးဆိုဖီယာမျိုးက နပ်စိုးရဲ့ရုံငန်းတွေကိုကြံကြံတတန်ဝင်ရောက်စီးနှင်းခဲ့တာကြောင့်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ရပါတယ်။ဒါကြောင့်နပ်စိုးကဘူဂေးရီးယားအစိုးရကိုတရားပြန်ဆွဲပြီးရော့ချင်းငွေပြန်တောင်းဖို့စီစဉ်နေပါတယ်။ဒါအပြင်ဘူဂေးရီးယားရဲတွေဟာနပ်စိုးရုံငန်းတွေကနေ တန်မိုးရှိပစ္စည်းအချို့ကိုလည်းယူဆောင်ဖြတ်စည်းဖို့ရည်ရွယ်ခဲ့ကြောင်းဆိုထားပါဗျ။နပ်ဆိုအနေနဲ့ကတော့အစိုးရနဲ့ပြဿနာမတက်လို့ရာကြောင့်ဘူဂေးရီးယားနိုင်ငံသားတွေကိုစားပစ်ပေးတာကိုရည်နာထားပြီးငွေကြေးခေါ်ဝါချောက်မှုဥပဒေတွေနဲ့ရုရှားကိုချမှတ်ထားတဲ့စံရှယ်ဥပဒေကိုလိုက်နာနေရတာနဲ့ဒီလိုဥပဒေမဲ့ဝင်ရောက်စီးနှင်းတာကိုတော့လက်မခံနိုင်ကြောင်းဆိုထားပါဗျ။ဘူဂေးရီးယားဆိုရဘက်ကတော့ နပ်ဆူနဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုမှာအမျိုးသားလုံခြုံရေးအရာရှိတွေအပါအဝင်အရာရှိပေါင်း300ကျော်ပါဝင်ပြီးတော့နပ်ဆူနဲ့ပတ်သက်နေတဲ့လိပ်စာပေါင်း15ခုကိုဝင်ရောက်ရှာဖွေခဲ့တာဖြစ်ကြောင်းဆိုထားပါဗျ။ဘလို့ပဲဖြစ်ဖြစ်နပ်ဆူယူဇာတွေရဲ့တုံ့ပြန်မှုကတော့ရှင်းပါတယ်။ဒီသတင်းစာထွက်ချိန်ကစလို့နပ်ဆူတဲကနေပတ်စံတွေပြန်ထုတ်ယူနေကြပြီးတော့ USDC ပေါင်း2သိန်းကျော်လောက်ထွက်သွားပြီဖြစ်ကြောင်းသိရပါဗျ။ ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဝန်ထမ်းအင်အားတွတ်တီးပါဆန်ရှော့ချဖို့ရှိနေတဲ့ crypto coin ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။စင်ကာပူအခြေစိုက် crypto coin exchange ဟာကမ္ဘာနှံကသူတို့ရဲ့ရုံးခွဲတွေမှာဝန်ထမ်းအင်အားတွေကိုရှော့ချရပြန်ပါတယ်။လွန်ခဲ့တဲ့လအနည်းငယ်ကတည်းမဲ့ဝန်ထမ်းအင်အားတွေရှော့ချခဲ့လို့ဝေဖန်ခံခဲ့ရပြီးတော့ယခုခါမှာတော့ လက်ရှိဝန်ထမ်းအင်အားရဲ့တွက်တီးပါဆန့်ကိုထပ်မံလျှော့ချသွားမှာဖြစ်တာကြောင့်ခရစ်တိုကွန်းမှာဝန်ထမ်းအင်အားအယောက်900ကနေ900လောက်ထိရော့ချသွားမယ်လို့သိရပါတယ်။ဒါပေမဲ့ဒီလိုဝန်ထမ်းအင်အားရော့ချသွားတာဟာခရစ်တိုကွန်းရဲ့စွမ်းဆောင်ရည်ကိုတော့ထိခိုက်စေမှာမဟုတ်တာကြောင့်စိုးရင်စရာမလိုကြောင်းခရစ်တိုကွန်းရဲ့စီးရိုးဖြစ်သူ Chris Marshallus ကဆိုထားပါတယ်။ခရစ်တိုကွန်းဟာ2021နဲ့ 2022ခုနှစ်တွင်မှာအာကစားလောကပိုင်းစည်းကွက်ကိုအင်တိုက်အတိုက်ချက်ထွင်လာခဲ့တာဖြစ်ပြီး အကြီးမားဆုံးမှတ်တိုက်တစ်ခုအနေနဲ့ကတော့2022 Qatar World Cup ရဲ့ Official Cryptocurrency Trading Platform Sponsor အဖြစ်သမိုင်းဝင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဒီလို marketing အပိုင်းတွေမှာသုံးရတဲ့စရိတ်တွေများပြားလာတာကြောင့်ဒီလပိုင်းတွေမှာ FTX ပြိုလဲမှုကနေအစပြုလာတဲ့ စင်ကဲပြိုလဲမှုတွေရိုက်ခတ်လာတာကြောင့် crypto coin ဟာဝန်ထမ်းအင်အားတွေကိုစစ်ထုတ်နေပုံရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Legends အပါအဝင် ပိုင်ဆိုင်မှုအချို့ကို FTX ထုတ်ရောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။ FTX ရဲ့အကျွေးတွေကိုပြန်ဆက်ရမှာအသုံးချနိုင်မှုအတွက်ပိုင်ဆိုင်မှုအချို့ကိုထုတ်ရောက်မှု FTX အမှုကိုကင်တွယ်နေတဲ့တရားသူကြီးကခွင့်ပြုလိုက်ပါတယ်။ ဒီပိုင်ဆိုင်မှုတွေထဲမှာ FTX Europe နဲ့ FTX Japan တို့အပြင် Ledgers နဲ့ Impact Platform တို့လည်းပါဝင်နေပြီးတော့ဝယ်ယူဖို့စိတ်ဝင်စားသူတွေဟာ Prelar Winback Ban ကိုဆက်သွယ်ပြီးဝယ်ယူဖို့ဆွေးနွေးနိုင်ကြောင်းအသိပေးထားပါတယ်။ဒီတစ်ပတ်အစောပိုင်းလေးမှာနေမဲ့အဖွဲ့အစည်း130ကျော်က FTX ရဲ့ပိုင်ဆိုင်မှုတွေကိုဝယ်ယူဖို့စိတ်ဝင်စားနေကြောင်းထုတ်ပြောထားပါသေးတယ်။လလုံးစင်မှာတော့ FDH Europe ဟာလုပ်ငန်းလိုင်စင်ပိတ်သိမ်းထားခံရပြီး FDH Japan ကတော့လုပ်ငန်းပိတ်သိမ်းခံရနိုင်ပွဲရှိနေပါတယ်။ဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုက နေရရှိထားတဲ့နောက်ဆုံးရခရစ်တိုရင်းနဲ့ပတ်သက်တဲ့သတင်းတွေကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ဆက်မိခဲ့ကြတဲ့နောက်တော်တာဆင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်။